င်ငယ်တော့နာမည်ကျော်ဘောမားရဲ့ပုံပြပိုစတာတွေကိုထမင်းစင်းနဲ့ကပ်ဖို့ရဲ့ညီကိုရှိတယ်ကျွန်တော်ငယ်ငယ်တော့ကျွန်တော်မူလာနဲ့ချောင်းသားပေါ့ကျွန်တော်ဘောလုံးပေါ်ရေးစကြည့်တက်ခါလာအချိန်2008လောက်ဖြစ်မယ်အဲ့ဒီအချိန်ကာလတော့ကျွန်တော်ကျွန်တော်မုတ်ဖိုးနဲ့ကျွန်တော်ဂျာနယ်ဝယ်ဖတ်လေးရှိတယ်ကျွန်တော်အင်းက father ကြီးဖတ်တဲ့ဂျာနယ်လေးပဲကျွန်တော်ယူဖတ်တယ် ဲ့ဒီမှာကျွန်တော် channel ကိုဖတ်ရတော့သဘောကျလာတယ်အထူးသဖြင့်အားကစား channel ပေါ့အဲဒါမှကျွန်တော်တို့နေတဲ့နေရာအရင်ကြောင်ကြတယ်ကားလည်းမပေါ့ဘူးအဲ့တော့ကျွန်တော်တင်းမောနဲ့တင်းကြရေးစီရတဲ့နေရာဖြစ်တယ်အဲ့တော့ညနေပေါင်းစတင်းကြရေးလောက်စီရတယ်အဲ့တော့ကျွန်တော်က update တင်းနဲ့ဖောက်ဖို့ဆိုရင်ရက်တော်ဆောင်းတယ်ရက်တော်ကြာမှဖတ်ရတယ်နောက်ပြီးကျွန်တော်အခုလေးအကိုလေးကျွန်တော်မျိုးဝါနေထည့်ပြီးတဲ့ဂျာနေဆိုရင်ကျွန်တော်များတော့ပြကျွန်တော်တိတ်ထားတယ်ဖတ်တယ် အဲ့ဒီမှာပါတဲ့ poster တွေဆိုကျွန်တော်တင်ထားလေးရှိရပြီးရင်ကျွန်တော်ကအိမ်မှာအဲ့ကျွန်တော်ချက်တဲ့ကစားသမားတွေဆိုရင်ကျွန်တော်အိမ်ထဲမှာကတ်လေးရှိရများတော့တယ်ကတ်တာလည်းကျွန်တော်မြန်မာလိုပဲခမင်းစီနဲ့ကတ်တယ်ခမင်းစီနဲ့ကတ်ပြီးတချို့ကစားသမားတွေဆိုရင်ကျွန်တော်ကတ်တော်မကတ်ဖြစ်လို့ကျွန်တော်တင်ထားဒီတိုင်းလေးပဲခောက်ပြီးတော့ပုံမှန်ကတ်ဖြစ်တဲ့ကစားသမားကကျွန်တော်ဒီ CEO နဲ့တော့အဲ့တော့ကျွန်တော်လေးကို hop ဖြစ်တဲ့ကစားသမား ဆိုတဲ့ပုံစံနဲ့ခင်ရှိပြည်တယ်မြန်တော်အဖြစ် USK ကလည်းတော်တော်လေးကောင်းတယ် United ပြည်သက်တော်တော်များများရတယ်ကိုကြိုက်ကြတယ်အဲ့အချိန်ကကျွန်တော်လည်းတော်တော်လေးကိုသဘောကျတယ်သူကတော့အတူယူပြီးတော့ကျွန်တော်ဘောလုံးတက်ပြီးသူ့လိုမျိုးအကွက်တွေလိုက်ပြပါရင်လုံးကြည့်သေးတယ်ကျွန်တော်လူငယ်တော်များလည်းလုံးကြပါတယ်ရတယ်ကိုအကွက်လိုမျိုးပြီးစပယ်ညတာအစားရတယ်လို့ကိမျိုးလိုက်ကြကြတယ်ကျွန်တော်ငယ်ငယ်တော့ စပင်းညစ်နေရောက်ပြီဆိုရင်ဘယ်လိုပုံစံမျိုးညှက်ရှင်လဲ Ronaldo လိုမျိုးညှက်မယ်အဲ့လိုမျိုးညှက်ကြတာမတကယ်ကမတူတော့ကျွန်တော်တို့ကအိုင်ညက်တာအဲ့လိုမျိုး poster တွေကိုကျွန်တော်ကတ်ကြတယ် away video တွေကျွန်တော်နေရာလည်းမရှိဘူးကျွန်တော် like ကတ်တယ်ထမင်းစီနဲ့နောက်ဆုံးအဲ့လိုမျိုးထမင်းစီရေးပေးကြံတော့အရင်လူကြီးရမကြိုက်ဘူးပြန်ခွာပြတာရရှိရဲ့အဲ့လိုမျိုးကျွန်တော်တို့ငငယ်တော့ဘူလိုင်းကျောင်းသားပေါ်တော့ကျွန်တော်ရွာမှာ video ရှိတယ်အဲ့မှာကျွန်တော် power လိုက်ကြည့်တယ်ကျွန်တော်ဖိနေတခါကျအဲ့လိုတရွာလုံးကြီးကအဲ့အဲ့တော့ လူငယ်တွေရောလူကြီးတွေရောတော်တော်များများဘောလုံးမကြည့်ကြအောင်များတယ်အဲ့ဒီခေတ်ကအခုနောက်ပိုင်းကကျွန်တော်မသိဘူးအရင်တော့ဘောလုံးမတော်တော်များလူလူကြီးလူငယ်ကြီးယောက်ျားလေးမိုင်တော်များဘောလုံးမကြည့်ကြတယ်အဲ့လိုဗီဒီယိုမှာစုပြီးကြည့်ကြတယ်အဲ့လိုဆလောင်းနေနေပေါ့လှည့်ရတဲ့ခေတ်ပေါ့မတော်ကြည့်ရဲနိုင်ငံကပွဲတွေရောကလပ်ပွဲတွေရောကျွန်တော်တွားကြည့်ရဲအားသာချန်နေဖတ်ဖြစ်တယ်အားနဲ့ကျွန်တော်ကတော်တော်လေးဟိုမှာဒီရက်ရက်အသိကိုလည်းအဲ့တော့ကျွန်တော်အစားပြီးအားပေးနေပြီ ကျွန်တော်အားသာကြတယ်ဖတ်တယ်ကျွန်တော် Ronaldo ပုံကိုလည်းကျွန်တော်ကတ်တယ် Ronny အထူးသဖြင့် Ronny လည်းပါတယ် Ronny လည်းကျွန်တော်ကတ်ဖြစ်တယ်ကျွန်တော်ဒီအိမ်နေရာမှာကတ်တာဆိုရင် Ronny Ronaldo နောက်ပြီးကျွန်တော်ကတ်ဖြစ်တဲ့ကစားသမားတခြားအသင်းရကစားသမားတွေလည်းရှိတယ် Ronaldo ဟိုရိုးရှိတယ် Fabregas ရှိတယ် Drogba ရှိတယ် Torres ရှိတယ်ကျွန်တော်အသင်းကဆိုရင် Post Coach ရှိတယ် Ryan Giggs ရှိတယ်အဲ့လိုမျိုးကစားသမားတွေကျွန်တော်ကတ်ဖြစ်တယ်ဒါကျွန်တော်ရဲ့ငွေဘဝအမှတ်တရပေါ့အခုချိန်ပြန်လို့ခြင်းလဲဆိုတော့မရတော့ဘူးပေါ့ဒါကျွန်တော်အတိတ်မှာကျန်ခဲ့ပြီး ခုချင်တော့အရင်အောင်တော့ကျွန်တော်အရင်တော့အရင်အောင်ပြောဖို့ကောင်းတယ်။ចောင်းစင်းတာနဲ့ကျွန်တော်မူလတိုင်းចောင်းသောဘဝចောင်းစင်းတာနဲ့ကျွန်တော်အိမ်တိုင်းမှာလွဲကိုချိန်ပြီးတော့အိမ်မှာအိမ်ရလွေခေါ်တော့ကျွန်တော်မဆောင်တော့ကျွန်တော်တိုးပြီပဲ။ကျွန်တော်ပေါ်သွားကန်တယ်။ online နဲ့ပေါ်ကန်ကန်ပြီးကျွန်တော်ရေကူးတယ်ကျွန်တော်အဲ့နောက်မြစ်ကလေးရှိတယ်။အဲ့မြစ်မှာရေကူးရဲကူးပြီးကျွန်တော်မိုးချုံလိုက်ပြန်တယ်။အိမ်ပြောင်းတော့ကျွန်တော်ကလိမ့်ကန်တယ်ချိန်လုံးလိုက်။အဲ့ကျွန်တော်ဒီဘဝမှတ်တယ်ရအောင်။အဲ့ကျွန်တော်အဲ့လိုမျိုးပိုစတာတွေနဲ့ဒီသမင်းစီနဲ့ကတ်တာ ခုနောက်ပိုင်းတော့လူငယ်တွေလုံးမတော့မဟုတ်တော့ဘူးဒါဆိုပေသူတို့ကခုနောက်ပိုင်းခေတ်ကလည်းတိုးတက်လာတော့တချို့ရဘောလုံးပွဲကြိုက်တယ်လို့ရှိတယ်လို့မကြိုက်ရလို့ရှိတယ်ကျွန်တော်ခေတ်တော့ကျွန်တော်ဘောလုံးပွဲကတော်တော်များကြိုက်ကြတယ်လူငယ်တော်တော်များဘောလုံးပွဲတော်တော်များကြိုက်ကြတဲ့အတွက်အဲ့လိုမျိုးဝါသနာရှိရဲ့ညီကိုလည်းရှိကောင်းရှိနိုင်မှာကျွန်တော်လိုမျိုးအဲ့လိုမျိုးမင်းဒီနေနဲ့ poster ကပြုရည်ကိုရှင်ကျွန်တော်ဒီ post ကိုမှအောင်ပါဆက်လို့ share လုပ်ခဲ့ကြပါအောင်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ Forever United ရဲ့ YouTube channel ကိုလည်း subscribe လုပ်ခဲ့ကြပါအောင်ဒီဗီဒီယိုလေးကိုလည်း Facebook မှာတွေ့ခဲ့ရင်ချိန်နဲ့တိုင်အားပေးခဲ့ကြပါအောင် like and share လုပ်ခဲ့ကြပါအောင်လိုအပ်ချက်လေးရှိရင်လည်းကျွန်တော်ကို comment မှာရေးသားခဲ့ပါအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်နောက်ဗီဒီယိုတွေမှာလည်းအကောင်းဆုံးတင်ဆက်နိုင်အောင်ကြိုးစားပါမယ်အဆုံးသတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်